အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ GTS channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC ရဲ့ Lightweight Dan Champion ကြီး Islam Makhachev ကိုပြင်းဖို့ကောင်းတဲ့ကစားပုံနဲ့ fighter တယောက်ပေါ်ဆိုပြီးတော့ဝေဖန်လိုက်တဲ့ UFC ရဲ့ Middleweight Dan က fighter Jan Drinker Duplessis ဆိုတဲ့အကြောင်း Francis Ngannou အနေနဲ့ Tyson Fury နဲ့ထိုးသက်တဲ့ပွဲစဉ်မှာပြိသက်တွေအလုံးကိုအံ့အားသင့်သွားအောင်လုပ်ပြပါလိမ့်မယ်ဆိုပြီးတော့ပြောဆိုလိုက်တဲ့ Francis Ngannou ရဲ့နှီးပြကြီး Mike Tyson ဆိုတဲ့အကြောင်း အခုလာမယ်စနေနေ့မှာထိုးသက်သွားမယ်စောင့်ကြည့်သွားရမယ်ဝမ်ချမ်ပီယံရှစ်ရဲ့ featherweight တန်းကြားဖြတ်ချန်ပီယံကပတ်လူပွဲပွဲစဉ်စတဲ့အကြောင်းအရာတွေကိုစူးစီးတုံ့တက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရကတော့ UFC ရဲ့ Lightweight Division Champion ကြီး Islam Makhachev ကို ပြင်းဖို့ကောင်းတဲ့ fighter တယောက်ပါကွာဆိုပြီးတော့ဝေဖန်ပြောဆိုလိုက်တဲ့ UFC ရဲ့ Middleweight တန်းက fighter Jan Ficket Duplessis ရဲ့အကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ Lightweight တန်းရဲ့ Champion ကြီး Islam Makhachev ဟာဆိုလို့ရှိရင်ပြည်သက်တွေအားလုံးသိကြတဲ့အတိုင်းပဲ သူ့ရဲ့ညီကိုလိုလည်းဖြစ်တဲ့လေ့ကျင့်ပေါ်လေ့ကျင့်ပတ်လည်းဖြစ်တဲ့အပစ်နူမာကိုမတ်တော့ရဲ့လဝိတန်ချန်ပီယံနေရာကိုအမွေဆက်ခံထားတဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်အစ္စလာမခါရှက်နေနဲ့သူ့ရဲ့ကစားပွန်ကစားနည်းကပါကစ္စတန်နိုင်ငံသားနဗန်ဒမဖိုက်တာ2ဖြစ်တဲ့အတိုင်းပဲ wrestling ကိုအခြေခံပြီးတော့သူ့ရဲ့ပြိုင်ဘက်တွေကို pressure ပေးပြီးတော့ကစားတတ်တဲ့ကစားသမားတူဖြစ်ပါတယ်ဒါပေမဲ့လည်း Islam Makhachev နေနဲ့ နောက်ပိုင်းထုတ်တက်လာတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်သူ့ရဲ့ striking skill ကိုလည်းကျွန်တော်တို့ပြိသက်တွေမြင်တွေ့ခဲ့ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအဓိကအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့ Islam Makhachev လိုမျိုး fighter ဟာသူ့ရဲ့ပြိုင်ဘက်တွေကိုတကယ်ကို wrestling skill ကိုအသုံးပြုပြီးတော့ pressure ကောင်းကောင်းပိတ်တပ်ပြီး ground pound လက်သီးချက်တွေနဲ့ ground ပေါ်မှာပဲအဓိကကစားတဲ့ကစားသမားတူဖြစ်ပါတယ်။ဒါကိုတချို့ fighter တွေကမကြိုက်သလိုတချို့ပိတ်သက်တွေကလည်းမကြိုက်ပါဘူး။ မမေပြစ်သက်တွေတော်တော်များများဟာကျိုးဝိုင်းထဲမှာတယောက်နဲ့တယောက်ပြန်လည်ထိုးသက်နေတာကိုပဲကြည့်ကျင်ကြပြီးတော့မေပြင်းပေါ်မှာလုံးထွက်ပြီးဘာမှဆက်မဖြစ်တဲ့အနေထားတစ်ခုကိုမကြည့်ကျင်တဲ့ပြစ်သက်ကရာဂိုင်နှုန်းပို့ပြီးတော့များပါတယ်။ဒါကြောင့်မို့လို့လဲဝေဖန်နေကြတာဖြစ်ပြီးတော့အစ္စလာမခါရှက်အနေနဲ့တကယ်ကို ပြင်းဖို့ကောင်းတဲ့ fighter တယောက်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို Dricket 2 Plus ကအခုလိုမျိုးပဲဝေဖန်ပြောဆိုသွားပါတယ်။ အစ္စလာမ်ခါရှက်ဖ်နဲ့ချားစ်အိုလီဗေရာတို့ကအခုလာမယ့်အော်တိုဘာလမှာလုပလုပသွားမယ်ရွက်စီနီယာ64မှာထိုးသက်သွားကြတော့မှာသိပါတယ်ကျွန်တော်အနေနဲ့ကတော့ချားစ်အိုလီဗေရာဟာပို့ပြီးတော့စိတ်လုံရှားဖို့ကောင်းတဲ့ဖိုက်တာတစ်ယောက်ဖြစ်တယ်လို့မြင်မိပါတယ်အစ္စလာမ်ခါရှက်ဖ်ရဲ့ကစားပုံကစားနည်းတွေကတော်တော်လေးကိုပြင်းဖို့ကောင်းပါတယ်ဗျာဆိုပြီးတော့ပြောသွားခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းချန်ပီယံကြီးအစ္စလာမ်ခါရှက်ဖ်အနေနဲ့ပြီးခဲ့တဲ့နောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ချားစ်အိုလီဗေရာကိုဒုတိယချီမှာမီမော်ကိုလဲကျသွားအောင်ထိုးပြသွားနိုင်ခဲ့ပြီးတော့အဲဒီကမှလည်းစင်ချုပ်ွက်နဲ့နိုင်ယူသွားပြီးတော့ ော့ချန်ပီယံကပတ်ကိုထိုက်ထိုက်တန်တန်ရရှိခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း Charles Oliveira ကတော့အဲ့ဒီပွဲစဉ်မှာသူ့ရဲ့ပုံစံစစ်မှန်မဟုတ်ခဲ့ဘူး။ထိုးတက်ခဲ့တဲ့သူ့ရဲ့ပုံစံကိုနည်းနည်းလေးမှအားမရဘူးဆိုပြီးတော့ပြောဆိုထားပြီးတော့အခုလာမယ့်ပွဲစဉ်မှာတော့အကောင်းဆုံးကြိုးစားပြင်ဆင်သွားပြီးတော့ Islam Makhachev ကိုအလဲထိုးနိုင်ယူပြသွားမယ်ဆိုပြီးတော့ကြွေးကြော်ထားတာပဲဖြစ်ပါတယ်။ တို့နှစ်ယောက်ရဲ့ပွဲစဉ်ကတော့တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်ပြီးတော့ကျွန်တော်အနေနဲ့အင်တာမောက်ကိုစိတ်လှုပ်ရှားနေပြီးဘဲဖိုက်တာပဲနိုင်နိုင်အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်ပါစေလို့သူတောင်းမိပါတယ်ရက်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ Francis Ngannou အနေနဲ့ဒီ Tyson Fury နဲ့ထိုးသက်သွားမဲ့ပွဲစဉ်မှာမထင်မှတ်တာတွေလုပ်ပြသွားပါလိမ့်မယ်ဆိုပြီးတော့ preset တွေကို Hogan ထုတ်လိုက်တဲ့ Mike Tyson ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါတယ် Francis Ngannou ဟာဆိုလို့ရှိရင် ရပ်စီဖွဲ့စည်းကနေပြီးတော့နှုတ်ထွက်သွားပြီး PFA ဖွဲ့စည်းကိုပြောင်းရွှေ့သွားပြီးအဲဒီကမှတစ်ဆင့်သူတကယ်ကိုထိုးသက်ရှင်နေတဲ့ဒီဘောက်ဆင်ပွဲစဉ်ထိုးသက်ခွင့်ရပြီဖြစ်ပြီးတော့ကမ္ဘာ heavyweight dan boxing champion Tyson Fury နဲ့ထိုးတက်သွားရတော့မှာပဲဖြစ်ပါတယ်။ဒီ fighter နှစ်ဦးဟာဆိုလို့ရှိရင် Saudi Arabia နိုင်ငံမှာအခုလာမဲ့ October 28ရက်နေ့မှာထိုးတက်သွားကြတော့မှာပဲဖြစ်ပါတယ်။ Francis Ngannou တွေနဲ့နောက်ဆုံးထိုးတက်ထားခဲ့တဲ့ပွဲစဉ်ဟာဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့2022ခုနှစ်ဇန်နဝါရီလကထိုးတက်ခဲ့တဲ့ပွဲစဉ်ဖြစ်ပြီးတော့သူ့အနေနဲ့တော်လေးပွဲဝေးနေတာကြားပြီးဖြစ်ပြီးတော့တနှစ်ကျော် တကယ်ကိုနှစ်နှစ်နီးပါးရှိနေပြီပဲဖြစ်ပါတယ်။အဲဒီကမှတစ်ဆင့် Tyson Fury နဲ့တွေ့ဆုံသွားပြီးသူ့အနေနဲ့ပေါင်းစင်းထိုးတက်မယ်ဆိုပြီးပြောဆိုထားခဲ့ရမှာပွဲက ကတကယ်ဖြစ်သွားပြီးတော့လက်ကျင့်ပြင်ဆင်နေပြီပဲဖြစ်ပါတယ် Francis Ngannou အနေနဲ့သူ့ရဲ့ boxing skill တွေကိုပိုပြီးတော့တိုးတက်နိုင်ဖို့အတွက်အရင်တုန်းကကမ္ဘာ heavyweight dan champion ကြီး Mike Tyson နဲ့အတူတူလက်ကျင့်နေတဲ့ပုံရိပ်တွေကိုလည်းပိတ်သက်တွေတွေးမြင်ခဲ့ရမှာပဲဖြစ်ပါတယ် Francis Ngannou ကဆိုလို့ရှိရင် MMA ထိုးတက်ခဲ့စဉ်ကာလမှာဆိုလို့ရှိရင်တော့သူ့ရဲ့ MMA မှတ်တမ်းမှာလက်ထိုး ွဲတွေများပြီးတော့တကယ်ကိုပါဝါပြင်းတဲ့ကစားသမားကြီးတစ်ဦးပဲဖြစ်ပါတယ်။ Francis Ngannou အနေနဲ့ MMA ပွဲပေါင်း20ထိုးသက်ထားပြီးအဲ့ထက်ကမှ18ပွဲနိုင်3ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့နိုင်ယူရရှိထားတဲ့18ပွဲထဲမှာဆိုလို့ရှိရင်လည်းဒီ ဆန်နှပွဲကိုလဲထိုး၄ပွဲကိုချုပ်ကွက်၁ပွဲကို decision နဲ့နိုင်ယူရရှိထားပြီးတော့ finishing rate ကလုံးဝကို69ရာခိုင်နှုန်းရှိတဲ့ကစားသမားတူဖြစ်ပါတယ်။ဒါကြောင့်မို့လို့ Austin ပွဲစဉ်မှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့အလဲထိုးနိုင်ဖို့အခွင့်အရေးကတော်တော်လေးကိုများပါတယ်။ဒါပေမဲ့လည်း MMA အားကစားနဲ့ပေါ့စင်အားကစားဆိုတာမတူတဲ့အတွက်ကြောင့်မို့လို့ MMA ကစားသမားတွေပေါ့စင်ကျိုးဝိုင်းနဲ့ရောက်သွားလို့ရှိရင်တော်တော်လေးကိုဒုက္ခရောက်တတ်တယ်ဆိုတာကိုဂျေပေါ်ကသက်သေပြခဲ့ပြီးပြီပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ Francis Ngannou အနေနဲ့တကယ့်ကို professional ကိုမှဒီ champion န်ကြီးတူဖြစ်တဲ့တိုက်ဆန်ဖြူရီနဲ့ထိုးတက်သွားမဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဘလိုမျိုးအနိုင်ယူသွားနိုင်မလဲဆိုတာကတော့တကယ်ကိုစိတ်လုံရှားစရာကောင်းပါတယ်သူရဲ့မိဘဖြစ်သူမိုက်တိုက်ဆန်ကတော့ Francis Ngannou နေနဲ့ပြစ်သက်တွေကိုမထင်မှတ်တာတွေလောက်ပြသွားမဲ့ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ် Francis Ngannou ကြီးကတော့တကယ်ကိုအမှန်ကန် training legend ကန်တွေလှုပ်ဆောင်နေပြီးတော့သူ့အနေနဲ့ boxing လောကကဟဲမွေကျန် champion ကြီးကိုနိုင်ယူရရှိခဲ့ဘူးလေဆိုတဲ့ကွန်ဘုတ်ကိုရရှိစေနိုင်ဖို့အတွက်အကောင်းဆုံးစွမ်းကုန်ကြိုးစားပြင်ဆင်နေတာကိုတွေ့ရပါတယ်ကျွန်တော်တို့ပရိသတ်တွေနေနဲ့ကလည်းတကယ်ကိုမဆောင်နိုင်တော့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ Francis Ngannou ပဲလဲထိုးခံသွားရမလားဒါမှမဟုတ် Francis Ngannou ကပဲ Gypsy ဘီယန်ကြီးကိုလဲထိုးနိုင်ယူသွားမလားဆိုတာကိုစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ် နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့အခုလာမယ့်ဇနေနေ့မှာစောင့်ကြည့်သွားရတော့မယ့် One Championship က Featherweight တန်းကြားဖြတ်ချန်ပီယံကပ်လူပွဲပွဲစဉ်တစ်ပွဲအကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်။ ဝမ်ချမ်ပီယံရှစ်ရဲ့ဖက်သဝိတ်တန်းချမ်ပီယံဟောင်းတန်လီနဲ့လူငယ်နောက်သက်ဖိုက်တာဖြစ်တဲ့အိန္ဒိယဖရမနော့ဖ်တို့ဟာဆိုလို့ရှိရင်ဖက်သဝိတ်တန်းကြားဖြတ်ချမ်ပီယံကဘတ်အတွက်ထိုးသက်သွားကြတော့မှာပဲဖြစ်ပါလိမ့်။တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်ဒီပွဲစဉ်ဟာဖက်သဝိတ်တန်းချမ်ပီယံဟောင်းတန်လီနဲ့ဒီဖက်သဝိတ်တန်းချမ်ပီယံတစ်တန်ကိုင်းတို့ရဲ့မကြေပွဲထိုးသက်ရမယ့်ပွဲစဉ်ဖြစ်ပါလိမ့်။ဝမ်ချမ်ပီယံရှစ်ရဲ့ဖက်သဝိတ်တန်းချမ်ပီယံကဘတ်လူပွဲအနေနဲ့တန်လီနဲ့တန်ကိုင်းတို့ဟာပြီးခဲ့တဲ့နှစ်ဩဂတ်လမှာထိုးသက်ခဲ့ကြတာဖြစ်ပါလိမ့်။အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တန်လီနဲ့တန်ကိုင်းတို့ဟာအကျိတ်နဲ့ရှင်ပြိုင်ကစားခဲ့ကြ ပြီးတော့တကယ်ကိုငါချီလုံးလုံးပိတ်သက်ကိုဖျော်ဖြေမှုအပြည့်အဝပေးနိုင်ခဲ့ပြီးတော့တန်ခါယာဆိုလို့ချင်ရင်သူ့ရဲ့ game plan ကိုအကြအနာပြင်ဆင်လာတာဖြစ်ပြီးတော့တန်းလီလိုမျိုး wide fighter ကြီးကိုတောက်လျှောက် locate gadget တွေပေးပြီးတော့ pressure ကောင်းကောင်းပေးကစားပြပြီးတော့နိုင်ယူသွားပြီးတော့ featherweight တန်း champion ကပတ်ကိုရရှိသွားခဲ့တာဖြစ်ပါတယ်။တန်ခါအနေနဲ့တန်းလီကိုနိုင်ယူရရှိပြီးတော့ champion ကပတ်ကြီးကိုရရှိသွားတယ်ဆိုပေမဲ့အဲ့ဒီပွဲစဉ်မှာဒီတန်ခါအနေနဲ့တန်းလီကိုပွဲဖြတ်မပြနိုင်ခဲ့တာကတကြောင် တန်းလီနေနဲ့ကလည်းဒီတန်းခိုင်ကိုပို့ပြီးတော့အသာစီးရယူထားခဲ့တဲ့အခြေတွေရှိခဲ့တယ်လို့သူကိုယ်တိုင်ကလည်းဝမ်ချန်ပီယံရှစ်ရဲ့ဖေဒါဝေးတက်မှာရေချင်းရှိပြီးအများကြီးလုံးပြနိုင်ခဲ့တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ဝမ်ချန်ပီယံရှစ်အနေနဲ့သူ့ကိုမချေပွဲချန်ပီယံကပတ်လူပွဲပွက်တယ်ပေးဖို့သဘောတူညီခဲ့ပါအပြင်မဲ့တန်ခိုင်နေနဲ့ဒဏ်ရာပြဿနာကြောင့်နှုတ်ထွက်သွားခဲ့ရတဲ့အတွက်ကြောင့်မလို့2023ခုနှစ်အတွင်းမှာတန်းလီနေနဲ့ပြိုင်ဘက်ပျောက်ခဲ့ရပြီးတော့တော်တော်လေးအခက်တွေ့နေခဲ့ရတာဖြစ်ပါတယ် ဒါကြောင့်မို့လို့တန်းလီကိုဝမ်းချန်ပီယံရှစ်ဘက်ကနေပြီးတော့ဒီဂျပ်ဖြတ်ချန်ပီယံကပတ်လူပွဲကိုပွက်တက်ပေးလိုက်တာဖြစ်ပြီးတော့သူနဲ့ထိုးသက်ရမယ့်ဖိုက်တာဟာလည်းတော်တော်လေးကိုရည်ချင်းရှိတဲ့နောက်တက်ဖိုက်တာအီလီယာဖရမနော့ဖ်ဆိုတဲ့ဖိုက်တာပဲဖြစ်ပါတယ်ဒီဖိုက်တာဟာဆိုလို့ရှိရင်ဝမ်းချန်ပီယံရှစ်ကိုစတင်ရောက်ရှိလာခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်အရင်တုန်းကချန်ပီယံဟောင်းတူဖြစ်တဲ့မာတင်ညူရင်ကိုဖင်တိုင်းကြောက်အောင်လဲထိုးနိုင်ယူကြခဲ့ပါတယ် ။ဒါပြင်နောက်ဆုံးထိုးသက်သွားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းသူ့ရဲ့ပြိုင်ဘက်ကိုပထမတွင်တကယ်ကိုမြေမော်ကိုလှဲချပြီးတော့ Ria Nikic ချုပ် position နဲ့နိုင်ယူပြခဲ့တာလည်းဖြစ်ပါတယ်။ Ilya Fremano ဟာဆိုလို့ရှိရင်အခုချိန်မှာ1 Champion ရှိရဲ့ Featherweight တက်မှာနှစ်ပွဲထိုးသက်ထားပြီးနှစ်ပွဲလုံးကိုရှုံးပွဲလုံးဝမရှိသေးပါဘူး။ဒါကြောင့်မို့လို့လေသူက1 Champion ship ဘက်ကနေပြီးတော့ပွဲလိုအပ်နေတဲ့တန်လီကို ဒါပြတ်ချန်ပီယံကပတ်လူပွဲအနေနဲ့ထိုးသက်ကြဖို့ပွဲတည်ပေးလိုက်တာပဲဖြစ်ပါတယ်ဒီပွဲစဉ်ဟာတော်တော်လေးကိုစောင့်ကြည့်သွားရမယ့်ပွဲစဉ်ဖြစ်ပြီးတော့မီယာဖရမနော့ဖ်အနေနဲ့အမေပွဲပေါင်း4ဘွဲ့ထုတ်တက်ထားတဲ့ထဲမှာ12ဘွဲ့နိုင်6ဘွဲ့လက်ထိုး2ဘွဲ့ချုပ်ခွင့်နဲ့နိုင်ပြီးရရှိတာတဲ့ finishing rate အပြည့်ရှိတဲ့ fighter တို့ဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုစောင့်ကြည့်သွားရမှာပါ သူနဲ့ထိုးသက်သွားမဲ့တန်လီကလည်းအချင်းဖိုက်တာ2တော့မဟုတ်ပါဘူး1 Championship ရဲ့ Featherweight တန်း Champion Hound ဦးဖြစ်တဲ့ပြင် MMA ပွဲပေါင်း16ပွဲထိုးသက်ထားတဲ့တဲမှာ73ပွဲနိုင်ထားပြီးတော့73ပွဲလုံးကို finishing လုပ်ထားတဲ့ finishing rate အပြည့်ရှိတဲ့ fighter တူဖြစ်ပါတယ်သူအနေနဲ့ ground game defense ပိုင်းမှာဆိုလို့ရှိရင်လည်း Gary Tonan လိုမျိုး BJJ ကျန်းလာပါတယ်ဆိုတဲ့ fighter ကိုတော့လက်ထိုးနိုင်ယူရရှိထားခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်ဟာဆိုလို့ရှိရင် stand fight ပိုင်းမှာပဲ cost တော့သွားကြဖို့မရပါဘူး fighter ညလုံးဟာ stand fight ကို အားတကြတာဖြစ်ပြီးဘယ်သူကဘယ်သူကိုလက်ထို ုသွားမလဲဆိုတာတော်တော်လေးစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။နိုင်ရရှိတဲ့သူကတော့ချန်ပီယံတန်ခိုင်နဲ့တွေ့ရမှာဖြစ်ပြီးဖက်သဝိတ်တန်ချန်ပီယံဘက်ကိုစိန်ခေါ်သွားရမှာပဲဖြစ်ပါတယ်။ဆိုတော့ပရိတ်တက်ကြီးနေနဲ့ဘက်ဖိုက်တာကနိုင်ရရှိသွားနိုင်မလဲဆိုတာကိုကွန်မန့်မှာ comment ပေးခဲ့ကြပါဦး။